အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကျွန်တော်ကျွန်တော်ရဲ့မိသားစုတွေကိုမိတ်ဆက်ပေးခြင်းထားတော့ကျွန်တော်ရောင်းပေးနေတဲ့ထိန်သွင်းကျွေးရအကြောင်းပဲဖြစ်ပါတယ်ဗျာအခုဆိုရင်တော့ထိန်သွင်းကျွေးရကိုတွားနေတာပဲဖြစ်ပါတယ်ဟော်ဘီတိုးခိမရောက်ခင်မှာပဲကျွန်တော်တို့ကညာဘက်ကိုချိုးရပါပဲခင်ဗျာချိုးချိုးချင်းတွေးရတာကတော့ဒါတနပင်ကျွေးရအုပ်စုပဲဖြစ်ပါတယ်ဗျာတနပင်ကျွေးရကတော့ကျွေးရနဲ့မလိုက်အောင်ပဲဖွံ့ဖြိုးတိုးတက်နေပါတယ်ခင်ဗျာ တန်နေပင်ကြီးရောက်ကိုကြော်လာရင်တော့ကျွန်တော်တို့ဂျိုးဖြူပိုင်လုံးကြီးကိုပဲမြင်တွေ့ရမှာဖြစ်ပါတယ်။ဟောအခုကျွန်တော်တို့မြင်တွေ့နေတဲ့နေရာလေးကတော့ထိန်သွင်းကြီးရောက်ပဲဖြစ်ပါတယ်ခင်ဗျ။လုံနေမှုအဆင့်တန်းလည်းမြင်ပါသလိုနေထိုင်ရာကလည်းအေးချမ်းလှပါတယ်။ကျွန်တော်ရောင်းပေးတဲ့ထိန်သွင်းကြီးရောက်ကမြေတွေဟာဆိုရင်တော့ရွာမြေစစ်စစ်တွေပဲဖြစ်ပါတယ်ဗျ။ကြောင်ပေးတဲ့အခါမှာလဲဝယ်ယူသူကျွန်တော်တို့ရဲ့မိသားစုတွေစိတ်ချရအောင်တည်တည်ချာချာစစ်စစ်ပြီးမှရောင်းပေးနေပါတယ် ခိုင်မာမှုကတော့ဆစ်ချရပါတယ်ဗျ။ကဲဒီနေ့တော့တင်ဆက်ပေးတာကတော့ထိန်သွင်းကြေးရဲ့ဖွံ့ဖြိုးတိုးတက်လာပုံရဲ့ဆစ်ချရတဲ့မြေတွေရဲ့ရန်ကုန်နဲ့လည်းမဝေးတာကြောင့်ကျွန်တော်တို့ရဲ့မိသားစုအနေနဲ့ဝယ်ယူတဲ့နေရာလေးဆိုတာကိုကျွန်တော်ဒီနေ့တင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ဗျ။ခြေစင်းကိုကြည့်ချူပေးတယ်ကျွန်တော်ရဲ့မိသားစုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်။